ခင်ရပါတော့မိတ်ဆွေများအားလုံးကိုနော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေရန်လေးကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာယိဆရာဆရာကြီးမြင့်တိန်ခါဤစာပလင်းနေမောင်နဲ့ကြာဆွဲသောမိုးစိတ်ဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာ CID မှပို့လိုက်သောရင်းအဖွဲကျွန်ုပ်နှင့်ဥက္ကုကြီးသည် CID ရုံးကန်တွင်၌ထိုင်လျက်ရောက်တဲ့ရာရာစကားများပြောဆိုနေကြစဉ်၌ကျွန်ုပ်တို့ရှိရာသို့ကိုအောင်မြင့်ရောက်ရှိလာပြီလျင်မနှူးမနဲ့စုံတော့လာသေးကတော့တရားခံတွေဖမ်းလာပြီပြို့အငိမ့်လူပြက်တွေရောဗိတ်သိက်ဆရာတွေရောစုံနေတာပဲလူရှိရလောက်ရှိတယ်ဗျခုပြောသဖြင့်ကျွန်တော်တို့လည်းသွားရောက်ကြည့်ရှုလေ၏ခန်းစီလာသူများအားလုံးကိုစုံတော့လာသေးကရင်ပုံအင်ကြီးနဲ့ တောင်ရှိပစောဝစ်စေ၍ကောင်းပောင်းပေါင်းစီပြီးမှဖန်စီလာခဲ့သည်ဖြစ်ရာအဖန်ခံရသူများလည်းမြည်တို့မြည်ပုံဖြစ်ပြနေသည်ကို၎င်းတို့ကိုယ်တိုင်မသိရှာပဲတဦးကိုတဦးကြည့်၍နေကြလေ၏အိုင်စေစီအန်ဒီဌာနကြီးတီထောင်ကလေးကတောင်ရှိပစိုးနဲ့တရားခံကိုအများဆုံးဖန်လာနေတာကတော့စုံတော့လှထေးရဲ့ဆွမ်းဆောင်ချက်ပဲဗျဟုတ်ဦးကကိုကြီးကနောက်ရွှေ့ရွှေ့နဲ့ပြောလေ။စုံတော့လာသေးသည်။တောင်ရှိပစိုးဝိရေခံများရှိတွင ်ခောက်တော့ခောက်ပြန်ရှောင်ရင်ပျောက်သွားသူကိုလက်ညှိုးထုတ်လိုက်ပြီးခမဟုတ်ငေါက်လိုက်လေကျွန်တော်မျိုးဘိတ်သိဆရာကြီးဥသိန်းလွန်ပါခုဘိတ်သိဆရာကြီးကကြောက်ကြောက်ရွံ့ရွံ့ဖြင့်ဖြေလေခမဘာသိတယ်လဲပျော်စံခုစုံတော့လာတဲ့ကအော်၍မေးလိုက်ပြန်၏ကျုပ်သိတာပြောရမှာဖြင့်အဟံအဟံအယံ၆အင်းကျံဘေရင်ကိုရွံ့ခြင်းလွန်တတ်မန္တန်ရွံ့နှင့် စိတ်မြတ်ရစိတ်ဝင်စားလျက်အများတရဝံအေးမြတ်တာဖြင့်ချမ်းသာစေကြောင်းနှလုံးကောင်းနှင့်စုတောင်းမင်္ဂလာပြုခြင်းသာဟုအင်္ဂါသုံးသွယ်ပြည့်စုံကြွယ်မှလူဝေပန်နှိတ်ပရောဟိဟုဘိသိက်ဆရာမြည်ပြရတယ်ဟုဘိသိက်ဆရာဤလေတံဖြင့်ရွေ့လိုက်လေတော်တော့ခမရကောတရားတော်တောင်ရှိပစိုးဝိကိုညွင်ပြ၍မေးလိုက်ပြန်၏ ကျုပ်ကတော့လူရှင်တော်ကြွေရောပါခင်ဗျာဟုတ်ထိုသူကပြောလိုက်လေပြောစမ်းဟုတ်စုံတော်လာတဲ့ကငောက်လိုက်ပြန်ဤတရာဘော်ကကလာကြီးချော်ကြငကြီးကျော်ကတခွက် ထုတ်ကြီးဘော်ကတရုတ်ကြီးချော်ကြငရုတ်သီးကျော်ကတခွက်ဆိုတော့အင်မတန်ရွတ်တဲ့ပြက်လုံးတွေလောက်သိတဲ့လူပြန်မျိုးမဟုတ်ပါဘူးအတက်ပေါင်း64ရာတော့အတက်မှာအပါဝင်ဖြစ်တဲ့ နာနာတိတိယဝင်ခဏလေခတဖြစ်တဲ့ဘာသာမျိုးစုံလူမျိုးစုံတို့ရဲ့ဇာပေအခရာကိုတက်တည်တဲ့လူရှင်တော်အကောင်းစားဖြစ်ပါれဇေယျမီမတော်ကျုပ်ကိုကောင်းကောင်းလက်ခံလင့်ပါれခမညာဟုလူရှင်တော်ကြွယောကအစကြီးလိုက်ရင်အခြားသောလူရှင်တော်တို့ကဝင်၍ထောက်လေတို့တို့ဝင်ထောက်လိုက်ခြင်းမှာအချင်းချင်းကူညီလိုက်ခြင်းမင်းဖြစ်ပေသည်လူရှင်တော်ဆိုသည်မှာအ ਨੇ စုံနှစ်ယောက်ရှိမှပြည်လုံးထိုး၍ရမည်ဖြစ်သောကြောင့် လူရှင်တော်ကြွယ်ယုံပြလုံးထုတ်နိုင်စေခြင်းအတွက်အခြားသောတောင်ရှိပစိုးဝဲလူရှင်တော်တို့ကဝင်၍ကူညီလိုက်ခြင်းဖြစ်ပေသည်။ကိုကြွယ်ယုံကတော်တော်ဘုသူတာနဲ့ပြည့်စုံတာပေါ့နော်။ပြည့်စုံတာပေါ့ကိုဒမ်မီရဲ့ခမရကမယုံလို့လား။မယုံရင်မေးလိုက်ဗျာ။ဟုကိုကြွယ်ယုံကပြောလိုက်လေ။ဒီလိုဆိုရင်မေးမယ်ဗျာ။ဟုလူရှင်တော်တမ်မီကပြောလေ။မေးစမ်းဗျာ။ဟုကိုကြွယ်ယုံကပြော၏။ကြွက်ကိုကလာလို့ဘယ်လိုခေါ်သလဲဗျာ။ဟုတမ်မီကမေး၏။ ကြွက်ကိုမူလကီဗျာဟုကြွက်ရိုးကဖြီကျက်တန်ဒီကိုကောဗျာဟုကိုဒံမီကမေးပြန်ဤမူလကီတန်ဒီဟုကြွက်ရိုးကဖြီလိုက်ရာကျောတော့မှာဝါကနေရေမောရလေတော့ဤရေကိုကောဗျာဟုဓမ္မီကမေးဤရေကိုပါနီဟုကြွက်ရိုးကဖြီဤသမင်းကိုကောဗျာဟုဓမ္မီကမေးဤသမင်းကိုခါနာဗျာဟုကြွက်ရိုးကဖြီပြန်ဤဒရင်ဒီကိုကောဗျာ ဟုဓမ္မိကမေ၏ယောရပလစ်ဟုကြွယ်ယောကဖြေပြန်၏အဝိကိုပဲလို့ခေါ်တယ်လေအဝိကိုကပလာဟုကြွယ်ယောကဖြေ၏တញင်းဒီကိုကဟုဓမ္မိကဖြေပြီးသောမေဝင်ကိုပြန်၍မေးလေ၏နရပလစ်ဟုကြွယ်ယောကပထမဖြေသည်နှင့်မတူပဲဖြေလိုက်လေ၏ကိုကြွယ်ယောစောစောတုန်းကတော့တញင်းဒီကိုယောရပလစ်ဆို အခုတော့နရပလစ်လို့ဘာဖြစ်လို့ပြောင်းသွားရတာလဲဟုဓမ္မိကမေးပြန်၏ ယရုပလွတ်ဆိုတာကဒညင်းသီရိုးရိုးပြနရုပလွတ်ဆိုတာကဒညင်းသီဆာရည်စိမ်ခုကြွယ်ယောကပြက်လုံးထွက်လိုက်ရာကျွန်တော်တို့မှာဝါကနေရေမောကြရပြန်ဤကိုကြွယ်ယောခုဓမ္မိကခေါ်လိုက်ဤပြာခုကိုကြွယ်ယောကထူးလိုက်ပြန်ဤခမ ्या က CND မှာအလုပ်လုပ်ချင်လို့လားခုဓမ္မိကမေးလိုက်လေဤလုပ်ချင်တာဗောဗျခုကိုကြွယ်ယောကဖြီ CND မှာနေရာလက်မရှိဘူးဗျာ ခမရအလုတ်လိုချင်ရင်ရန်ကုန်စားရိုက်ကြီးမှာလောက်ပါလားလက်ကကောင်းကောင်းပေးရဲ့ဗျဟုတ်ဓမ္မီကပြောလေစားရိုက်ကြီးမှာကျုပ်ကဘယ်လိုအလိုမျိုးလုပ်ရမှာလဲဗျဟုတ်ကိုကြွယ်ရိုးကမေးလေဒီလိုဗျရန်ကုန်စားရိုက်ကြီးမှာကစီးမတွေကအများကြီးပဲသူတို့မှာစာရိုက်တွေကိုဒစိကောင်းကတ်ပေးရတဲ့တာဝန်ကမသိဘူးဗျဒစိကောင်းကတ်တဲ့အခါမှာရှာကိုထုတ်ပြီးဒရွေးဆွေးရတယ်မဟုတ်လား မိန်းကလေးတွေဆိုတော့လေရှာကြည့်ထုတ်ပြီးဒစိကောင်းကိုဒရွေးဆွေးရတာရှက်လဲရှက်တယ်ဗျာဒစိကောင်းကများလေတော့ဒရွေးလဲကုန်တာပေါ့ဟုတ်ဓမ္မီကပြောလေဤအဲ့ဒီတော့ကျုပ်ကဘာလို့ရမှာလဲဟုတ်ကြွေရိုးကမေးလေဤဒီတော့ကိုကြွေရိုးကိုရန်ကုန်စာရိုက်ကြီးကလာကပြိမယ်ဗျာခမရလူကမနဲ့ယုံတတ်တဲ့အချိန်ကလေယုံစင်တဲ့အချိန်ထိစီးမာလေးတွေနားမှာရှာထုတ်ပြီးရက်နေရမယ်သူတို့ဒစိကောင်းကတ်ဖို့ရှိရင်ခမရရှာမှာလာပြီးတုတ်လိုက်မယ် ခုဓမ္မီကပြောလိုက်ရာကျွန်တော်တို့မှာဥဒမတရေလိုက်ကြရလေတော့ဤဥကိုကိုကြီးမာမူသူဤဝမ်ပိုင်ကြီးကိုလက်ဖြင့်နှိမ်ရင်မျက်ရည်များထွက်သည်အထိတဟာဟာရေမောပြီးနောက်စုံတော့ကိုလာထိတ်ကြတယ်ဗျာလူသက်တရခံဖမ်းခဲ့ပါဆိုတာအငိမ့်ငှားခဲ့တာကိုဗျာဟုတ်ရေမောရင်ပြောလိုက်ရာစုံတော့လာထိတ်လဲလွင်စွာစိတ်ဆိုး၍သွားပြီလျင် လူပြတ်တွေတော်တော့ခုဆိုကတောင်ရှိပစိုးရင်ပုံအင်ကြီးကောင်းပောင်းနဲ့လူရှိရောက်အားဗဟန်ကတ်တို့ခေါ်ဆောင်သွားပြီလင်ကဲ့၌ချုံအောင်ထားလိုက်ရတော့သည်တအောင်မြကြလင်ဗဟန်ကတ်မရာဇဝအုပ်ကိုမြဖေကကျွန်ုပ်တန်တို့အောက်ပါတိုင်းတယ်လီဖုန်းဆက်လေဘယ်လိုလဲဥအောင်တင်ကျွတ်တို့ကတ်ကိုတောင်ရှိပစိုးရင် ကပြမလို့လားခမားတို့ CND ကလှုပ်လိုက်ရင်တော့အဆန့်ကြီးပဲတရားခံတွေကိုဘာဖြစ်လို့တောင်ရှိခေါင်းပေါင်းယူနီဖောင်းစင်တူဝှက်ခိုင်းရတာလဲဗျာ အချုပ်ခန်းကကျင်းရတဲ့အထဲခမရတို့ပို့လိုက်တဲ့လူတွေကတောင်ရှိပစိုးတကားကားနဲ့ဗျာဟုတ်ရာဇူအုပ်ကုံမြဖေကပြောလိုက်ရာကျွန်တော်မှာရာဇူအုပ်ကုံမြဖေဤစကားကြောင့်ရေရပြန်လေတော့ဤဒေါ်ကျိန်၌ဥကိုကိုကြီးသည်ကျွန်တော်ထံသို့ရောက်လာပြီလင်အိုင်စီရင်းအဖွဲတစ်ဖွဲရောက်လာကြပြီဗျို့ရင်းဆရာကစုံတော့ကိုလားစိန်နဲ့ကိုတင်ဝင်းတို့ဗျာလာတွက်ကြည့်ရရအောင်ဟုတ်ဆိုသဖြင့်ကျွန်တော်လည်းဥကိုကိုကြီးနဲ့အတူ CID ရှိ အခိုင်လွေကြီးတွင်စီတို့ထွက်ခဲ့လေဤ မင်းတို့ငါရကိုငါတို့သိတယ်လိမ်မယ်ညာမယ်မကြံနဲ့မင်းတို့မသက်လာဘူးဟူသောဂိုတင်ဝင်းဤတရားခံများပေါ်ဂျိန်ဝါတန်ကိုခလန်လန်းကပင်ကြား၍နေရလေလူသက်မှုဖြစ်ပွားတဲ့ခြံရှိမှာမြင်းလဲဘင်းရတွေ့တယ်အဲ့ဒီဘင်းရာမင်းတို့မြင်းလဲဘင်းရနဲ့တူးနေတယ်တယောက်စီကိုစစ်ရမှာပဲဟုတ်ကိုစိန်နာကပြောလေအိုင်စစ်ကောင်တင်းလာပါဗျာမကြည့်ပါနဲ့တော့မြင်းလဲဆရာရင်တိုက်ကြမလို့နဲ့တူပါရဲ့ဗျာ ဟုဥက္ကကိုကြီးကပြော၍ကျွန်ုပ်ဤလက်ကိုဆွဲခေါ်သောသဖြင့်ကျွန်ုပ်လည်းဆက်လက်၍ကြည့်ရှုခြင်းမပြုနိုင်ပဲထိုနေရာမှထွက်၍လာခဲ့လေဒီလိုဆိုရင်ကိုနင်းမောင်စီကိုသွားကြရအောင်ဗျာဟုတ်ကျွန်တော်ကပြောဆိုကားမော်တော်ကားကိုထုတ်၍လာလေတော့ဤကျွန်တော်တို့လည်းကိုနင်းမောင်ရှိရာ295ဘိုလိန်လန်းစီတို့ဥတီ၍မောင်းလင်လာခဲ့လေဤကျွန်တော်တို့ကမာရွတ်တို့ရောက်သည့်အခါ၌လမ်းတွင်ကားပြည့်၍ရပ်နေသောစုံတော်လာထဲဤမော်တော်ကားကိုတွေ့ရလေဤစုံတော်လာထဲမှာ ကဆွဲကောင်းကိုဖွင့်လျက်ဟို၌ဒီ၌နှင့်၌၍နေလေ။ဥောင်းတင်ရေဟိုငတိတော်ဒုက္ခိတပြတ်တုတ်ဖြစ်နေပြီဗျို့။ဟုဥကိုကိုကြီးကပြောလေ။ဒီလူကဗျာကျွတ်တို့ကိုနှင်းမောင်ကိုပြိုင်မယ်ကိုနှင်းမောင်ရဲ့အောင်မြင်မှုကိုရိုက်ချုပ်ပြစ်မယ်လို့ကြင်းဝါလိုက်တာ။လူကတော့ဘာမှလည်းမစွန်ပါလားဗျာ။ဟုကျွန်တော်ကပြောရာဥကိုကိုကြီးကအလကားပါဗျာ။ကိုနှင်းမောင်ကိုတသက်မနာလိုဖြစ်လို့မျက်နှာဖြူအရာရှိနဲ့ပေါင်ပြီးကိုနှင်းမောင်ကိုနှိမ်မလို့စန့်ကြည့်တာပါ ကိုနေမောင်ကိုဘယ်ကလာမိမှလဲဗျာလူဆိုတာကခက်သားလားဗျာအခုကြည့်လေဗျာတောင်ချေပစိုးနဲ့လူတွေဖမ်းလာလိုက်တာမြင်လို့ကိုမကောင်းဘူးသူလုတ်ပုံကရေစရာကြီးပါဗျာဟုတ်ပြောကသူ့ဘာသာတဟဲဟဲရဲ၍နေလေဤသို့နှင့်ပင်ကိုနေမောင်ရှိရာသို့ရောက်ခဲ့ကြလေအိမ်မော်တို့မတက်မီ၌ပင်ကျွန်တော်တို့သည်မိုဒီကလေးဤအတန်ကိုကြား၍နေရလေ၃ကို၃နှစ်မြောက်တုန်းကကိုရပြီး သုံးညနဲ့မြောက်တော့ဘာဖြစ်လို့သုံးညဖြစ်သွားရတာလဲမြောက်ရင်များလာမယ်လို့ဦးလေးပြောထားတဲ့စကားဟာမှားနေပြီမမှန်တော့ဘူးခုမိုးဒီကပြောလိုက်ကျွန်တော်နဲ့ဥက္ကောကြီးမှာအိမ်ပေါ်တို့မတက်သေးပဲညင်၍ရက်နေပြီးနောက်မိုးဒီဤစကားကိုကျွန်ုပ်သည်စဉ်းစားကြည့်မိလေ၏ဟုတ်တယ်ဗျမြောက်ရင်များမယ်ဆိုပေမဲ့တုံညာနဲ့မြောက်တော့ဘာဖြစ်လို့နေသွားရတာလဲကီလိုမီတာမဆိုးဘူးဗျဘယ်ကကလေးလဲဗျဟုဥက္ကောကြီးကမေးလေ၏မိုးဒီဆိုတဲ့ကလေးဗျ လက်မှယထားတဲ့ကားတွေကိုဖုံတုပ်ပေးတယ်။သရင်ကရောင်းတယ်။ကိုနေမောင်ကကလေးကိုစာတင်ပေးနေတယ်ထင်တယ်။ခုကျွန်တော်ကပြောရင်ဦးကိုကိုကြီးကအိုင်စေးကိုအောင်တင်မတက်နဲ့အောင်ပြ။ကျို့တို့ကပါမေးရင်ကျို့တို့ပါအဖေကခက်နေအောင်ပဲ။ခုဆိုလေဤထို့နောက်ကိုနေမောင်ဤတန်လိုက်တတ်ပါတော့အတန်ထွက်ပေါ်၍လာလေ။မြောက်တယ်ဆိုတာကိုဒီလိုနားလည်ရမယ်ကွာ။ဥပမာကွာမင်းရဲ့ပိုက်ဆံဘူးတွေကိုငွေ၃ချက်တစ်ကြိမ်ထည့်ရင်ဘယ်လောက်ရမလဲကွာ။ ဒီချိန်ထက်ရင်သုံးချက်ပေါ်ဦးလေးခုမော်ဒီကလေးကဖြေလေဟီအဲ့ဒါသုံးတလီပေါ်ကွာဒါဖြစ်ရင်နှစ်ချိန်ထက်ရင်ကောကွာခုကိုနေမောင်ကမေးပြန်ဟီနှစ်ချိန်ထက်ရင်600ရတာပေါ်ဦးလေးအဲ့ဒါသုံးနလီ600ရတဲ့ဘောပေါ်ကွာကဲဒါဖြစ်ရင်ဒီချိန်မှမထည့်ဘူးဆိုရင်ကောကွာခုကိုနေမောင်ကမေးရမော်ဒီကလေးကဒီချိန်မှမထည့်ရင်တပြားမှမရဘူးပေါ်ဦးလေးခုသွက်လက်စွာဖြေလေဟီသုံးတုံညလီတုံညနဲ့အတူတူပေါ်ကွာတုံညဆိုတာဘာမှမရှိတာ မင်းပြောတဲ့ဇာတ်နဲ့ဆိုရင်တပြားမှမရဘူးပေါ့ကွာရှင်းပြီလားခုကိုနေမောင်ကပြောလေမိုးဒီကလေးကလည်းရှင်းပါပြီဦးလေခုဖြေလေကျို့တို့လည်းအခုမှရှင်းတယ်ဗျို့ခုဦးကိုကိုကြီးကအော်ဟစ်၍တက်သွားလေဟုတ်တယ်ကိုနေမောင်မိုးဒီမိလိုက်တုန်းကကျို့တို့အောက်မှရောက်နေပြီဗျာဦးကိုကိုကြီးကမတက်နဲ့အောင်ကျို့တို့လည်းမဖြစ်နိုင်ဘူးဆိုလို့အောက်မှစောင့်နေရတာခမရရှင်းပြလိုက်တော့မှကျို့တို့လည်းရှင်းတော့တယ်ဒါလေးကလွယ်လွယ်လေးပါဒါပေမဲ့မတွေ့မိပါဘူးဗျာ ခုကျွန်တော်ကပြောလိုက်လေမိုးသီးကမဆိုးဘူးဗျတိတ်ပြီးတွေးတဲ့ကောင်ပဲစောစောတုန်းကကြုတ်ကိုမေးခွန်းတစ်ခုမေးတယ်ဗျခုကိုနေမောင်ကအစချီလိုက်လေဘယ်လိုမေးခွန်းလဲဗျလှုပ်ဆမ်းပါဦးကြုတ်လည်းဖြည်ကြည့်စမ်းမယ်ဗျခုဥကောကောကြီးကသူ၏လက်ဝါးကြီးနှစ်ဖက်ကိုပွ့၍ပြောလိုက်လေလက်မှာလျှောက်ပြီးသတင်းစာပို့ရကားရီဖုံတော့ရလောက်ရတဲ့အခါမှာသူ့မှာဖနှက်မပါတဲ့အတွက်ခဏခဏဆူးဆူးတယ်လို့ဆိုပဲ အဲ့ဒီလိုစူးမိလိုက်တိုင်းစူးတွေဟာခြွင်ပြီးနေတာကိုတွေ့ရတယ်လေဗျ။ဒါနဲ့စူးရှိတဲ့ပင်တွေကိုရှောက်ပြေးကြည့်တယ်လေဗျ။နေစီပင်၊ကင်မွေးပင်စတဲ့စူးရှိတဲ့ပင်တွေကိုရှောက်ပြေးကြည့်တော့စူးတွေဟာခြွင်ပြီးနေတယ်ဆိုပဲ။အဲ့ဒီတော့စူးတွေအခုလိုခြွင်ပြီးနေအောင်ဘယ်သူကလှုပ်တာလဲတဲ့။ပြီးတော့ပန်းတွေဟာအယောင်မျိုးမျိုးရှိတာဘယ်သူကလှုပ်တာလဲတဲ့။နောက်ပြီးသူငငယ်ကပင်လယ်ပိုင်းမှာနေဘူးတဲ့။ပင်လယ်ရေဟာသိပ်ပြီးငန်တယ်တဲ့။ ပင်လေကြီးတဲ့ကိုဘယ်သူစားရထစ်တာလဲတဲ့ဖြီးပြီးတော့ဥက္ကကိုကြီးရေဟုတ်ကောင်းနေမောင်က ပြောပြရာဥက္ကကိုကြီးကမျက်လုံးပြွ့၍အမလီမလုပ်ပါနဲ့ဗျာရှိစုမစုအုံတော့အစုပ်ပလုတ်ကလေးတွတ်တွတ်လဲပြီးယူသွားပါဦးမယ်ဟုတ်တောင်းမှန်လိုက်လေဤစိုးစားမအောင်ကိုနေမောင်အဲ့ဓာတွေကိုမိုးသီးတယောက်တည်းမသိတာမဟုတ်ဘူးဗျာကြိုလဲမသိပါအောင်ဗျာတဘာဝကြောင့်ဖြစ်တယ်ဆိုတာကိုတော့သိတာပေါ့အဲ့ဒီအတိကလည်းအကျဉ်းစားကြီးပါဗျာ ခုကျွန်တော်ကပြောလိုက်ရာကိုနေမောင်ကအနည်းကြီးသပွဲပေါ်မှာစာအုပ်တော်ကိုကျွန်တော်အားလှမ်းပေးလိုက်လေ။အဲ့ဒါကိုဖတ်ပြီးတော့အိုင်ပြီ။ခုဆိုလေကျွန်တော်လည်းဒေါ်စာအုပ်ကိုဖွင့်၍အတွင်းမှာစာအုပ်နာမည်ကိုလှမ်း၍ကြည်လိုက်မိရာရဟန်းတော်တော်ဘာတောင်ဝေးကန်၍မတက်ရက်နေတော်မူသောဓပ်ပုံဘလောင်းနှင့်အတူဂျေဇုရှင်တရှတောင်ဥတီလောကဆရာတော်ဘုရားကြီးရေသားစီရင်အပ်သောပန္တိတဝေဒဏိယကျမ်းဟူသောစာရန်ကိုဖတ်ရှုရလေတော့၏။ဒီကျမ်းကိုဖတ်ရင်စောစောကဟာတွေသိမလား ဟုဥက္ကိုကြီးကမေးလေ၏ကိုနစ်မောင်ကခေါင်းကိုအသာရညင်၍ပြလိုက်လျင်ဥက္ကိုကြီးကဒီလိုဆိုရင်ကျုပ်အရင်ဖတ်မယ်ဗျာခုစောကကျွန်တော်ဤလက်တွင်းမှစာအုပ်ကိုဆွဲယူသည်ဖြင့်ကျွန်တော်လည်းအတင်းပြန်၍ဆွဲထားရလေ၏ဒီစာအုပ်ကဖျားစီးမှာပဲဝဲဝဲပညာအလင်းစာအုပ်တိုက်မှာပဲဝဲဝဲနိယာဘုန်းကြီးเจ้าမှာပဲငှားငှားရနိုင်တယ်ဗျာခုကိုနစ်မောင်ကပြောလိုက်မှပင်ဥက္ကိုကြီးသည်သူဤလက်ကြီးကိုပြန်၍ရုပ်သိမ်းသွားလေတော့၏စာအုပ်တွေတော့တွေ့နေတာပေါ့ဗျာ ဖတ်ရကောင်းမှမသိလို့မဖတ်တာဗျကျွတ်တို့ကပညာပါရမီနည်းလွန်းပါလေလေကိုနေ့မှမှာတော့မြန်မာရောအင်္ဂလိပ်ရောကလာရောဘဲဘက်ကဆန်းဆန်းပြီးတော့အထုအသက်ရောအပြစ်အခက်ရောသူရတ္တိရောဘဲဘက်ကဆန်းဆန်းအရအမောင်းရောရုပ်ရည်ရောအတိအမှုတ်ရောဘဲဘက်ကဆန်းဆန်းပြည့်စုံပါဗျာဟုတ်ကျွန်တော်က ပြောလိုက်ရဥက္ကကိုကြီးကမိမမရတာရဲ့ယာရုမတက်တာရဲ့တော့ကိုနေ့မှောင်ကကျွတ်တို့ကိုမမိနိုင်တဲ့အချက်ပဲဥအောင်တင် သူဟာဘယ်လောက်ပဲပြည့်စုံတဲ့အရေးချင်းတွေရှိပါသေးဗျာအဲ့ဒီနှစ်ချက်ကတော့ကျွတ်တို့တာပါတယ်အမငယ်စမ်းပါနဲ့ဟုတ်တဟဲဟဲရေရွေးပြောလိုက်ရကိုနေမောင်သည်ဟုတ်တဟာဟာဟဲဟဲဘက်ဘက်ရေမောလေတော့ဤတို့ချိန်လိုက်မိအိမ်ခိုင်းမင်းဝင်ခဲ့ပြရစီရှင် ဟုလွင်စွာตายလာသောအတန်လွင်ကလေးတန်အခမ်းဝါမပေါ်ထွက်လာသဖြင့်ကျွန်တော်တို့သည်အတန်လာရာစီသို့ဆက်ကနေကြီးလိုက်ကြလေ။ဂါဝန်ဝဲမျက်နှာပြူမျိုးသမီးတို့သည်အမွှေးစုပ်ပွားနှင့်ခွေးပူကလေးတကောင်ကိုတန်ကျိုးဖြင့်တွဲ၍အခမ်းဝါ၌ရက်နေလေ။ဝင်ခဲ့ပါမရမ်။ဟုအရေဘယာသောအင်္ဂလိပ်စကားဖြင့်ကျွန်တော်ကခွင့်ပြုလိုက်ရာထိုမိမှလည်းဝင်၍ထိုင်လေ။ဆော့ပလင်းနှင်းမောင်နှင့်တွေ့ကြပါလေရှင်။ရှင်ဟောဆော့ပလင်းနှင်းမောင်မဟုတ်လား။ ဟုကိုနေမောင်ကိုကြည့်၍ပြောလေကိုနေမောင်ကဥကံကိုအတာယာဆက်၍ပြလိုက်လျင်ထုံမင်းမကသူဤလက်ကံအေအတွင်းသို့တစုံတစ်ခုကိုနိုင်ရင်သူပြောက်သွားတာသုံးရရှိပြီလက်စိတ်တော့စုံစမ်းပေးပါဟုပြောလေဝမ်းနေပါလေလူတွေအတွက်အလုပ်လုပ်ပေးဖို့ဖျားသခင်ကကျုပ်ကိုတရက်မှ24နာရီတည်းပေးထားပါတယ်အဲ့ဒီနာရီနဲ့ကျုပ်ဟာအလုပ်လုပ်ဖို့မလုံလောက်ရတဲ့အထက်ခမည်းကခွေးပြောက်တာကိုရှာခိုင်းဦးမလို့လား ဟုတ်ကောနေမငါပြောလိုက်ရာမျက်နှာပြူမိမကလည်းမျက်လုံးပြူသွားပြီလင်လက်ကန်အိတ်တွင်မှအမွှေးစုပ်ွားခွေးတကောင်ဤဓာတ်ပုံကိုထုတ်၍သဝဲဝော်တင်ရင်ကျမဘာကိုအကူကြီးတောင်းမေဆိုတာကိုရှင်ကမပြောဘဲသိနေပါလားအေးဒီအဟိုးဘုကောင်းပါလားဒါကြောင့်လေလမီကြော်ပြတာကိုဟုတ်ပြောလေဒါကဒီလိုပါမရန်လကလည်းတော်သလင်းခမည်းကင်လာတဲ့ခွေးတန်ကျုံမှလည်းအစနှစတစကလုံးပြီးကင်ထားတာကိုဗျာ ဥက္ကဉ္စမင်္ဂပြောလိုက်မှပဲကျွန်တော်တို့လည်းသဘောပေါက်ရလေတော့ဤမိုးသီးသည်ခွေးဓာတ်ပုံကိုယူ၍ကြည်ပြီးနောက်ဒီဓာတ်ပုံရဲ့တုန်းကအနားမှာလူနှစ်ယောက်ရှိတယ်ဦးလေးဟောဒီမှာအရင်ကခုတွေ့တယ်ဟုတ်ပြောလေမဟုတ်ဘူးကွာသုံးယောက်ရှိတာဓာတ်ပုံရိုက်တဲ့လူရဲ့အရေးကမပါဘူးကွာဓာတ်ပုံရိုက်တဲ့လူကိုပါထည့်ပြီးတွေ့ရမှာပေါ့ဥက္ကဉ္စမင်္ဂပြောလိုက်လေဓာတ်ပုံရဲ့တုန်းကနေ့လေ၁၂နာရီလောက်မှရိုက်တာဦးလေးဟောဒီတိုင်ရဲ့အရေးကဥပုကလေးဖြစ်နေတယ်ခုမိုးသီးကပြောပြန်၏ မွန်းတယ်ဆိုတာတော့ဟုတ်ပါပြီကွာနောက်ထပ်ဘာပြောနိုင်သေးလဲမမိုးသည်ဥကောနဲ့မောင်ကပြောလိုက်ရာမိုးသည်ကဓာတ်ပုံကိုယူ၍ဒေဒေချာချာကြည့်ပြန်၏ဥမင်တွေကအင်းရဲ့အရှိဘက်ကိုအလုံးရိုင်နေတယ်ဥလေဟုတ်မောင်မိုးသည်ကဖြေလေ၏ဥမင်ဟာရေရှိတဲ့ဘက်ကိုရိုင်တတ်တယ်ကွာဒီတော့အင်းရှိမှရိုးရိုးရေကန်တော်၎င်းရေကုကန်တော်၎င်းရှိရမယ်ဟုတ်ဇာပလင်နဲ့မောင်ကပြောလိုက်ရင်မိုးသည်ကဟုတ်တယ်ဥလေဟုတ်သောကဓာတ်ပုံကိုဒေဒေချာချာကြည့်ပြန်၏တို့တို့ကြည့်ပြီးနောက် ရေခဲရှိမယ်ဆိုတော့ကန်တော်ကြီးနဲ့အင်ယာနာကအိမ်တွေကိုကျွန်တော်ကောင်းကောင်းမှတ်မိတယ်ဒီပုံစံနဲ့အိမ်မျိုးတစ်ခါမှမတွေ့ဘူးဦးလေးဟုတ်ပြောလေဒီလိုဆိုရင်အိမ်ရှိမှရေကူးကန်ရှိတဲ့အိမ်တွေကိုစဉ်းစားရမှာပေါ့မမိုးသည်ဟုတ်ကိုနေမောင်ကထောက်ပေးလိုက်ရင်မိုးသည်မြလာသည်ရုံရှင်၍လာပြည့်ရင်ဥထွန်းမြက်လန်းကကျွန်တော်သတင်းစာပို့ဘူးတဲ့အိမ်နဲ့သုံးခုပဲကွာတယ်ကျွန်တော်သတင်းစာပို့ဘူးတဲ့အိမ်နံပါတ်က38နောက်တရင်က31 3နောက်တရင်က31 2 နောက်တရင်က3ည14နောက်တရင်က3ည16အိမ်နံပါတ်က3ည16ဖြစ်ရမယ်ခုပြောလိုက်လေဒီကလေးကတက်ပုံကြည့်ပြီးဘာတွေပြောနေတာလဲဟုတ်အိပ်ပဲရသောစကားဖြင့်မျက်နှာပြူအမျိုးသမီးကမေးလိုက်လေမရန်နေတာဥထွန်းမြလန်းအိမ်နံပါတ်3ည16မှာနေတယ်တဲ့အိမ်ရှိမှာရေကူးကန်ရှိတယ်တဲ့ဒီတက်ပုံကိုရက်တုံးကအနားမှာလူ၃ယောက်ရှိနေတယ်တဲ့တက်ပုံရတဲ့ချိန်ကနေ့လယ်7နာရီလောက်မှာတဲ့ ဥဥကကကြီးကဘာသာပြန်၍ပြေးလိုက်ရာမျက်နှာပြူအမျိုးသမီးလည်းမျက်လုံးပြူ၍သွားပြေးလင်အောက်ပါအိဗယ်ရသောစကားကိုအင်္ဂလိပ်ဘာသာဖြင့်ပြောလေတော့၏ဒီကလေးကအဲ့ဒီလောက် ပြောနိုင်လေဟုတ်လားအံ့ဩစရာပါပဲသူကလေးကစာပလင်းလေးမောင်ရဲ့တာကလေးလားမဟုတ်ပါဘူးစာပလင်းလေးမောင်ကလူပြိုကြီးပါအင်းတော်မရှိပါဘူးဒီကလေးကကလေးဆောင်တော့ပါဥဥကကကြီးကနောက်ရွှေရွှေပြေးဝင်၍ပြောလေ၏ဒုက္ခ၌မျက်နှာပြူအမျိုးသမီးက ။စောပြင်းနေမောင်ကတော့ဖျားသခင်ပေးထားတဲ့24နာရီဟာသူ့အတွက်မလုံလောက်လို့ကျမကိုမကူညီနိုင်ဘူးလို့ညင်းပါတယ်။ဒီတော့ရှင်တို့ရဲ့ကလေးစုံနောက်ကိုတစိမ့်လောက်ပြောပြပါ။ကျမရဲ့ခွေးကလေးမော်ဂန်ကိုတွေ့အောင်စုံစမ်းထောက်လှမ်းပေးပါလို့ခုဆိုလေ။ကဲစုံနောက်ကိုမို့သည်ရေ။ကလေးစုံနောက်ကနေခွေးစုံနောက်ဖြစ်ရော့လေဟဲ့။ဟုတ်ဥကကကြီးကအစာကြီးကမျက်နှာပြူမိမပြောသည်ကိုမိုဒီအားပြန်၍ပြောရာမိုဒီကခွေးနံမီကဘယ်လိုခေါ်သလဲဟုတ်မျက်နှာပြူမကိုမေးလေ မိုဒီမေဒီကိုဥက္ကုကြီးကအင်္ဂလိပ်ဘာသာဖြင့်စကားပြန်လို့ရလေ။မော်ဂန်လို့ခေါ်ပါလေ။ဦးအဓိပ္ပာယ်သောစကားဖြင့်မျက်နှာပြုံမျိုးသမီးကဖြေပြန်၏။ဥက္ကုကြီးကမိုဒီအားမြန်မာလိုစကားပြန်လို့ရပြန်၏။မော်ဂန်လို့ခေါ်ရင်သူလာသလား။ဟုမိုဒီကမေးပြန်၏။လာပါလေ။သူ့နာမည်ကိုသိပါလေ။ဟုမျက်နှာပြုံမျိုးသမီးကပြောလေ။ဘယ်နည်းကပြောက်သွားသလဲ။ဟုမိုဒီကမေး၏။သုံးရရှိပါပြီ။အရင်ကတော့ဒီလိုပြောက်ဖူးသလား။ဟုတ်ပါလေ။ စပင်မာလာမှာပြောက်ဖို့ပါတယ်တိရပင်ပြောက်ပြီးသူ့ဘာသာပြန်လာပါတယ်မောကဟာအထီလားဟုတ်ပါတယ်ဒီခွေးကတော့အမပဲမောကမိမပေါ့ကျွန်တော်တို့မှာမိုးဒီရဲ့စကားကြောင့်ရေမောရတော့လဲသကပြန်လို့ရတော့ဥကူကူကြီးကမူမိုးဒီအားဟိတ်ကောင်ဘာသာပြန်ရတာခက်အောင်တော့မလုပ်နဲ့ကွာဟုတ်ပြောလေမောကန်ဟာသူ့မိမရှိလျက်သားနဲ့တခြားမိမစီကိုသွားတဲ့အကျင့်ရှိပါသလားဟုတ်မိုဒီကမေးပြန်၏ဥကူကူကြီးကဟိတ်ကောင် မျက်နှာပူစရာတွေမမီးပါနဲ့ကွာဟိုတောင်းပန်ကြီးလောရတွင်မိုဒီကထုံမေခွန်းကိုမမေးရမဖြစ်ဟုဆိုသည်ဖြင့်ဥက္ကုကြီးကလည်းအင်္ဂလိပ်ဘာသာဖြင့်မေးရမျက်နှာပြူမကလည်းခွက်ထိုးခွက်လန်းရေမောလေတော့ဤတို့တို့ရေမောပြိနောက်ယောက်ျားတွေဟာဒီလိုပါပဲမောကန်ကလူအတိုင်းပဲငစိမ့်ကြီးငကင်ပြည့်ရှင်နဲ့ဝါသနာရှိတယ်ဟုပြောလိုက်ရာကျွန်တော်တို့မှာရွတ်တိုရှန်တန်ဖြစ်ကုန်ကြရလေတော့ဤနှစ်ရက်တွင်အင်္ဂိုလာပြီပို့ပါမယ်ဟုမိုဒီကအာမခံလိုက်လေဤ ိတ်ကောင်ကြည့်လေလို့ပါကွာမရရင်ဘယ်နဲ့လုံမလဲဟုဥကိုကိုကြီးကပြောရာမိုးဒီကဦးလေးကလည်းဗျာကျွန်တော်ပြောတဲ့အတိုင်းသာအင်္ဂလိပ်လိုပြောစမ်းပါကျွန်တော်ရအောင်လုပ်ပေးပါမယ်ဟုရဲဝင်စွာအာမခံလိုက်သဖြင့်ဥကိုကိုကြီးလည်းမိုးဒီပြောသည့်အတိုင်းပင်မျက်နှာပြူမိမ့်မာအားအင်္ဂလိပ်စကားဖြင့်ပြောလိုက်လေ၏မျက်နှာပြူမျိုးသမီးလည်းမိုးဒီ၏ဥကန်ကိုလက်ဖြင့်ပွေ့၍ပြန်သွားလေတော့၏ကျွန်တော်တို့လည်းဆက်လက်စကားပြောကြပြီးနောက်ပြန်ခဲ့ကြလေတော့၏ရန်ကန်ဤတွင်ဥကိုကိုကြီးကမိုးဒီအား ဟေးခွေးစုံတော်မင်းရဲ့ဤချင်းကိုဒီမှာကြည့်ရမှာပဲဟုဆိုလေ၏ကျွန်တော်တို့ CID ၌လူဖန်ပွဲကြီးများပြုလုပ်လျက်ရှိပေသည်စုံတော်လာတဲ့ကလည်းစာပင်နှင်းမောင်ရဲ့အဆွဲကိုရိုက်ချိုးမယ်ဟုဟော်ဟေးဂျိန်မောင်ရင်တရားခံများကိုတရားပြတရားဖန်ဆီးနေလေတော့ဤကျွန်တော်လည်းရွှေကုန်တိုင်းချမ်းမတ်ကွက်လက်မဥပါလီအသက်ခံရမှုနှင့်ပတ်သက်သောသတင်းများကိုနားဆင်၍နေမိလေဤ ဥကုကကြီးမှမူထိုအမှုကိုစိတ်ဝင်စားခြင်းမရှိဘဲစုံတော့လှထိတ်ဤပြုမှုလောက်ကံဘုံကသာတစီတစောင်းအကဲခတ်၍ကြီးစုလေ၏အိုက်စိတ်ဥအောင်တင်မိုးစိန်ဝင်းနဲ့ဥပါလီကြီးအသက်ခံရမှုနဲ့ပတ်သက်ပြီးကျွတ်တို့စီအန်ဒီကတန်လျာရှိတဲ့လူတွေကိုဖမ်းတာဘာလို့လို့နဲ့အယောက်20ကျော်သွားပြီနော်စုံတော့လှထိတ်တယောက်တည်းကဖမ်းတာကြီးပဲ73ယောက်ကျော်ပြီဗျတောင်ရှိပစိုးနဲ့လူကကြီးပဲ6ယောက်ဗျနောက်ထပ်ဖမ်းလာတာက6ယောက် ဟုဥကောကောကြီးကပြော၍ရေမောလေထို့သောရေမောပြိနာအပါတိုင်းပြောပြန်လေကျုပ်ထင်တာတော့ဒီအမှုဟာစာပလင်းနဲ့မောင်မပါပဲပြီးကူမပြီးဘူးလို့ထင်တယ်ဗျခက်တာကဒီလူကလည်းဆက်စမိုင်းကြနေတော့ခက်တာပေါ့ဗျာဒါနဲ့ဥအောင်တင်ခွေးစုံတော့မိုးဒီကလေးခွေးကိုရှာလို့ရပြီလားဗျာဟုဥကောကောကြီးကကျွန်တော်အမေးလေမသိဘူးဗျာသူတို့စီကိုသွားရအောင်ဗျာဟုတ်ကျွန်တော်ကပြောလိုက်ရာဥကောကောကြီးကလည်းသဘောတူသဖြင့် ကျွန်တော်နဲ့ဥကောကောကြီးဒီဇာပလင်နဲ့မောင်စီတို့ထွက်ခဲ့ကြလေဖြတ်လန်းကိုအုံပြည့်သည့်အပြင်မော်တော်ကားကိုအချိန်ပြင်းစွာမောင်းနေလာရာ မကြမီအချိန်တွင်၌ပင်ကျွန်တော်တို့သည်မိတ်ဆွေကြီးဇာပလင်နဲ့မောင်ဤအိမ်သို့ရောက်ရှိသွားလေတော့၏ဇာပလင်နဲ့မောင်သည်အင်္ဂလိပ်သတင်းစာရဆောင်ကိုရှေ့၌ချလျက်ကြောင်ညာသတင်းတပုတ်ကိုခဲရန်နီပြာဖြင့်တား၍နေလေ၏အိုင်စီဓာရီများစာပြင်ဆရာလုပ်နေတာလေဗျဟုတ်ကျွန်တော်ကမေးလိုက်ရာဇာပလင်နဲ့မောင်က ဟောဒီတရင်လေးကိုဖတ်ကြည့်ပါဦးခုဆိုသဖြင့်ကျွန်တော်လည်းယူ၍ဖတ်ကြည့်ရာအောက်ပါအိဘယ်ရာသောတရင်ကိုတွေ့ရလေတော့ဤမြောက်ခင်ဒီကြီးဘက်မှကုညီခဲ့သော ရာမမင်းသားအကြောင်းကို အသေးစိတ်တင်ပြနိုင်သူအားစုငွေပေးမည်မြောက်ခင်ဒီမျိုးအကြောင်းစိတ်ဝင်စားသူများနှင့် ရာမမင်းသားကိုစိတ်ဝင်စားသူတိုင်းကျွန်တို့နှင့်ဆက်သွယ်ပါဥပုရာမဇက်ဖွဲ့စင်ကာပူလန်အမှတ် AB မြင်းဆောင်ရှိပဇွန်တော်ကျွန်တော်လည်းထိုကြော်ညာကိုဖတ်ပြီးနောက် အတိတ်ပဲအပြည့်စုံကိုနားမလဲသဖြင့်ဗာလဲဗျာကျုပ်ပြင်တဘောမပေါက်ပါဘူးဗျာခုပြောရင်ကိုနေမောင်ကအောက်ပါတိုင်းရှင်းပြလေဒီလိုဗျာဒီကြောင်ညာကယူရီးယားယာမဇတ်တော်ကြီးရဲ့ကောက်နှုတ်ချက်ဗျာသူ့ဆိုလိုချက်ကဒီလိုရှိပါတယ်ရမမင်းသားနဲ့ညီတော်လက္ခဏာဟာတတဂိရီဘလူးနောက်ကိုပတ်သွားတဲ့တိရာဒေဝီမင်းသမီးနောက်ကိုခြေရာခံပြီးလိုက်ခဲ့ကြတယ်ဆိုပဲအဲ့ဒီလိုလိုက်ခဲ့ကြရမှာမဟာမြိုင်တော့အရောက်မှာရမမင်းသားကမောပန်းလို့အိတ်ရှင်နာနဲ့ ညောင်ညိုပင်ကြီးတပင်အောက်မှာတရေးလောက်အိတ်ဆက်ကြရအောင်လို့လက္ခဏာကိုပြောတော့လက္ခဏာကကျွန်တော်မအိတ်ချင်ဘူးအကိုအိတ်ချင်အိတ်ပါဆိုပြီးသူ့ရဲ့အကိုကိုသူ့ပေါင်ပေါင်မှာခေါင်းအုံခံပြီးအိတ်စီခဲ့တယ်ဗျအဲ့ဒီလိုရာမမင်းသားကညီတော်ရဲ့ပေါင်ပေါင်မှာခေါင်းအုံပြီးအိတ်နေတော့အလွန်အင်မတန်ကြီးမားတဲ့တုံးမကြီးတကောင်ကညီတော်လက္ခဏာကိုလာပြီးကြိုက်တယ်ညီတော်လက္ခဏာဟာမှက်ကြီးကို၆ပြီလွတ်ချင်ပေမဲ့သူနည်းနည်းလေးလှုပ်လိုက်ရင်သူ့ရဲ့နောင်တော်ကြီးအိယာကနိုးသွားမှာစိုးလို့ မှတ်ကြိုက်တာကိုမမောင်းပဲကြိတ်မိတ်ပြီးခန်းနေရှာတယ်။အဲ့ဒီတော့မှတ်ကြိုက်တဲ့ဒံယာကနေသူ့တွေစီးပြီးကြလာတာပေါ့ဗျာ။လက္ခဏာကရမမင်းသားကိုတိတ်ပြီးချစ်ပါလား။ခုကျွန်တော်ကပြောလိုက်ရာဇာပလင်နေမောင်ကလက္ခဏာကရမမင်းသားကိုချစ်တာကိုခမည်းကအံဩယုံအံဩတာ။ရမမင်းသားတို့အရေးခိုးတဲ့ညောင်မင်မော်ကသူ့ကြိတ်ဆိုတဲ့မြောက်ကြီးကတော့အင်းရမမင်းသားတို့ညီကိုဟာတယောက်ကိုတယောက်တဲတဲချစ်ကြရှာတကူငါ ငါနဲ့ငါကိုဗာလီဆိုတဲ့မြောက်ကတော့သူတို့နဲ့ကြောင်းပြန်ပဲမကြခဏရန်ဖြစ်ပြီးကြိုက်နေကြရတယ်ဗာလီဟာငါနေတဲ့ညောင်ညိုပင်ကလေးကိုမကြခဏလာပြီးတိုက်ခတ်လူယူတဲ့အတွက်ငါမှရရမအီးဖြစ်ခဲ့ရတယ်လို့စဉ်းစားမိပြီးဝန်းနေချင်းမကဝန်းနေလာပြီးမျက်ရည်တွေကျလာတော့တာပဲဗျို့ခုကုန်းလင်းမောင်က ပြောလိုက်ရာဥကုကုကြီးကမြောက်သူတွေကြည်ပြီးပဲဗျို့ခုပြောလေထွက်ကန်လိုက်ကုန်းလင်းမောင်ကဆက်၍ပြောပြန်လေအဲ့ဒီခါမှာမြောက်သူကြီးရဲ့မျက်ရည်ဟာ ောက်မှာအိတ်နေတဲ့ရာမမင်းသားရဲ့ရင်ဘက်ပေါ်ကိုကျတာကိုဗျဖုံးရှိတဲ့ရာမမင်းဟာတရိတ်ဆန်ရဲ့မျက်ရည်တစ်စက်ထိမိတာကိုလူကြီးတယောက်ကရင်ဝတ်ကိုတံတောင်နဲ့အုံငနဲ့မြည်အောင်ထောင်းလိုက်တော့ကိုနာသွားတယ်ဆိုပဲဗျလွန်းလာကြည်လားအာစရိဟုတ်ဥပဝေကြီးကပြောပြန်ပြီအဲ့ဒီလိုလွန်းလွန်းကျူးကျူးဖွဲ့တည်ထားတာကိုကရာမဇက်ရဲ့အရသာကလေးတစ်ခုပေါ့ဗျာဟုတ်ကောနေမောင်ကပြောရင်စီကရက်ကိုတောက်လိုက်လေဥပဝေကြီးဝင်ပြီမရှုပ်ဆမ်းပါနဲ့ဗျာနောက်ထောင်ရတာရတာပြက်လာတယ် ခုကျွန်တော်ကပြောရလေတော့ဤဒေဂါ၌ပုံပြောကောင်းသောကျွန်တော်တို့ဤ CND တရားကောင်းကြီးစာပလင်နှင့်မောင်ကရာမဇတ်ထုတ်ကိုဆက်လက်၍ပြောပြန်လေ၏ရာမမင်းသားဟာမြောက်သူကြီးရဲ့မျက်ရည်ကြောင့်ရင်ဘတ်အောင်ပြီးလက်အနုမှာသူ့ရဲ့ညီကိုအထင်လွဲသွားတယ်ညီတော်ဘကြောင့်နော်တော်ရဲ့ရင်ဘတ်ကိုတရောင်နဲ့ထောင်းရတာလေလို့ရာမမင်းသားကညီတော်လက္ခဏာကိုမေးတယ်အဲ့ဒီခါမှာညီတော်လက္ခဏာဟာသူမလို့ရအောင်ရှင်းပြလိုက်တယ် ဒီတော့ရမမင်းသားကသစ်ပင်ပေါ်ကိုမော့ပြီးကြည့်လိုက်တဲ့အခါမှာမြောက်သူကြီးကိုမြင်သွားတာကိုဗျအဲ့ဒီအခါမှာရမမင်းသားကသူ့ကြီးကိုလက်ညှိုးနဲ့ညှင်ပြီးဆင်းခဲ့ဖို့ပြောတယ်ဒါကြောင့်ယူရီးယားတခြင်းထဲမှာ မြင်တော်ညှင်းတော်ရွှေလက်ညှိုးဝိရှိုးမြောက်မှွန်ကြောက်ရွံ့ကြက်သီးမိုးလို့စက်ဆူထားတာပေါ့ဗျာရမမင်းသားကလက်ညှိုးနဲ့ထိုးလိုက်တော့မြောက်ကြီးကကြောက်ပြီးကြက်သီးတွေထလို့ဝိနေရကနေစုံစဲပြပန်ထရာဥဒင်ဖူးမြင်တက်လွယ်ကြောင်းဆိုတဲ့ ။သချင်းစာသားအတိုင်းပေါ်ဗျာ။လက်ဆယ်ဗျာနဲ့ရှီခိုးပြီးသူ့ရဲ့အသက်ကိုချမ်းသာပေးဖို့တောင်းပန်ရင်းဆင်လာရှာတယ်ဆိုပဲ။ခုဆိုကဇာပင်လင်းမောင်ကစီကရက်ကိုခွာရှာလိုက်လေတော့ဤ။ကိုနှမောင်ကတော့ဗျာ။တပင်ဘက်ကလည်းတည်ပြီးပိုင်လာကိုဗျာ။ကျွတ်တို့ပြင်ဒါတွေမသိပါဘူးဗျာ။ဟုတ်ဦးကကိုကြီးကလက်ဝါးကြီးနှစ်ဖက်ကိုပွေရင်းချီမွန်လိုက်လေတော့ဤဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးမင်းတိန်ခါဤ စာပလင်နေမောင်နဲ့ရာဆွဲသောမိုးစေဆိုတဲ့ဝိတုဇာကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖက်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းကားမှာရန်လေဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ